င်္ဂလာပါရှင်။သွန်မှာဒီနေ့ကတော့သွန်ကမာကျူရီအနာဒီမန့်နေပြီးတော့စီစဉ်တဲ့မေးဖြေကဏ္ဍလေးကိုရောက်ရှိနေရဖြစ်ပါရဲ့ရှင်။ဒီနေ့ကတော့သွန်ကချိရတဲ့သူတွေမေးထားတဲ့မေးခွန်းလေးတွေကိုပြန်ပြီးတော့ဖြေကြားပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒီပထမဆုံးမေးခွန်းလေးနဲ့ဆက်လိုက်ကြမယ်နော်။အမ်စကူရီယာဘိုင်ဖရန့်တိုက်တဲ့။ငငယ်ရောပေါ့နော်။ကိုတွေးမိတာကြတာဒီရုပ်ရည်ကအစဉ်ပြေပြီးသွားပြီလို့ထင်တာဒါပေမဲ့ကြီးလာတော့မဟုတ်တော့ဘူးပေါ့နော်ဒါပေမဲ့လည်းကိုယ့်ရဲ့ဘိုင်ဖရန့်တိုက်ကဘယ်လိုပုံစံလဲဆိုတော့ပြပြပါမယ်အာ ตาအရင်ဖြူတဲ့သူမကြိုက်ဘူးပြီးတော့အရက်မြင့်မြင့်လေးပေါ့နော်ဆိုတော့ခြုံပြောရမယ်ဆိုလို့ရှိရင်အသားညင်ညွန်အရက်မြင့်မြင့်လေးကိုကြိုက်ပါ誒ရှင်ရေးစားဟောက်နဲ့ပြန်တွေ့ရင်ねအရင်ဆုံးဘာလုံးမိမှာလဲတဲ့ရေးစားဟောက်ရှိရလားအာဘာလုံးမိမှာလဲဆိုတော့ဘာမှလုံးရှိမှာမထင်ဘူးပေါ့နော်ဟုတ်လေဆိုတော့อืมဒါအညိုးအာဂါဒါနဲ့မှလည်းပြီးဆုံးသွားတဲ့ဇလန်းတွေလည်းဟုတ်မှာမဟုတ်ဘူးပေါ့เนาะဆိုတော့ဒီတိုင်းပဲ မှလုပ်ရမှာမထင်ဘူး computer ရှိရှိနဲ့ပဲကိုသွားမယ်လမ်းကိုဆက်သွားနိုင်မယ်ထင်ပါတယ်ရှင်နောက်တစ်ခုကကြတော့သုံးမကြားခြင်းဆုံးစကားတစ်ခွန်းကပါလေတဲ့အာမကြားခြင်းဆုံးစကားတစ်ခွန်းကတော့ဝါလာလာဆရပါမဟုတ်ပါဘူးမကြားခြင်းဆုံးစကားတစ်ခွန်းကပါလေဆိုလို့ရှိရင်အာနင်တာလေးတော့မလုံနိုင်ဘူးလားဆိုတော့စကားတစ်ခွန်းကတော့မကြားခြင်းလို့ပေါ့နော်ဆိုတော့ညာကြီးလည်းစူးစမ်းနေပါတယ်အဲ့ဒါမကြားခြင်းလို့ပေါ့နော် နောက်တစ်ခုကကြတော့တဲ့အမသွန်းအမှုညာလောကစဝင်တဲ့အခါတဲ့ဘလို့အခက်ခဲတွေရှိခဲ့လဲတဲ့အာအခက်ခဲကတော့စဝင်နေဟုတ်ပါအခုလည်းရှိပါသေးတယ်ဆိုတော့ဒီလိုပဲပေါ့လေအာနေရာရဝန်းတိုင်းမှာအခက်ခဲဆိုတာရှိရယ်ဆိုတော့ဒါပေမဲ့စူးစမ်းရင်းနဲ့ရုန်းကန်နေရဆဲပါရှင်ဆိုတော့ခက်ခဲတွေကတော့ရှိရယ်ဒါပေမဲ့ ရှိပါတယ်ပေါ့နောက်တစ်ခုကကြတော့သုံးဆိုင်ဆုံးမင်းသားဘသူလဲတဲ့အာအဆိုင်ဆုံးမင်းသားကကြတော့လွင်မိုးကြိုက်တယ်ဒါတော့အာဥတော်နာမည်မတတ်တော့ပေါ့နော်အာလွင်မိုးကြိုက်တယ်အာပြီးလို့ရှိရင်နေတိုးကြိုက်တယ်ပြီးတော့ဒီဘက်ဒီခုမှာပါဆိုလို့ရှိရင်ကောင်းမြတ်ဆန်ကြိုက်ပါတယ် ။နောက်ထပ်မိကုံတစ်ခုကတဲ့အမ်မတုံးကြိုက်တဲ့ရာသီဥတုကဘယ်ရာသီဥတုလဲတဲ့ဆိုတော့အမ်စိုက်ဆုံးကတော့စောင်းရာသီကိုကြိုက်တယ်။အငငယ်တော့ကြောင့်နွေရာသီကြိုက်တာဘယ်လိုဆိုတော့နွေရာသီဆိုရင်ကြောင်းပိတ်ရတယ်ရှိတာ哦ဆိုတော့ငငယ်တော့ကနွေရာသီကြိုက်တယ်ဒါပေမဲ့ကြီးလာတော့စောင်းရာသီပိုကြိုက်တယ်ဟုတ်လို့ဆိုတော့ဒီအေးအေးဆိတ်ဆိတ်လေးနဲ့နေရတဲ့အရာသာလေးကိုကြိုက်တာပေါ့နော်။နောက်ဆုံးမိကုံတစ်ခုပေါ့နော်ဒါကြတော့ဘလို့စိတ်နေစိတ်ထားရှိရတဲ့သူမျိုးကိုတဲ့ကိုယ့်ရဲ့အစံပြအဖြစ်ထားခြင်းပဲတဲ့ အာစံပြဆိုတဲ့ဟိုကဒီရုပ်ပိုင်းဆိုင်ရာတော့လကောင်စိတ်ပိုင်းဆိုင်ရာတော့လကောင်အအများအတွက်ပေါ့နော်လေးစားအားကြရတဲ့သူဖြစ်တယ်ဆိုတာကိုစံပြလို့သတ်မှတ်တာပေါ့နော်ဆိုတော့အဲ့လိုအရာမျိုးနဲ့ပြည့်စုံနေတဲ့သူစံပြနေသတ်မှတ်ထားပါတယ်ခုလည်းရှိပါတယ်ပေါ့နော် ကဲနောက်ဆုံးမိကုံလည်းဖြည့်ခဲ့ပြီးသားဆိုတော့ဒီနေ့အတော့ငါဒီမိကုံ9ခုကိုဖြည့်ခဲ့ပြီးဖြစ်ပါရဲ့ရှင်ဆိုတော့ဒီ3ကိုဒီထပ်မေးကျင်တာလေးရရှိရဆိုရင်3ချောင်းကိုပို့ပြီးတော့သိကျင်တာလေးရှိခဲ့ရဆိုလို့ရှင်ဒီကွန်မန့်အောက်မှာအဲ3ကိုမေးသွားပေးခဲ့ပါတော့ဆိုတော့3ဒီ reply ရေးတွေပြန်ပြီးရလုပ်ပြပါမယ်ရှင်ဆိုတော့ဒီ Mercury အနာတိတ်မှတ်ကိုကြည့်နေတဲ့ဒီပရိသတ်များအနေနဲ့အာနောက်ထပ်လာမယ့်ဗီဒီယိုတွေကိုလည်းဆက်ဆောင်ကြည့်ပေးနေတဲ့သွန်းတို့ရဲ့ဒီ activity လောက်ရှားမှုလေးတွေကိုအာကြည့်ပေးကြဖို့အတွက်သွန်းအောင်ပြောချင်ပါတယ်ရှင်အားလုံးပဲတက်တာပါ